အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အခုရက်ပိုင်းမှာပါเนาะဒီအရှေ့လေပိုင်းဒေသမှာအစ္စရေးနဲ့အီရန်နဲ့စစ်ဖြစ်ပွားနေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီနောက်ဘက်ရအကြောင်းအရာတွေလေးပေါ့เนาะဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြသွားမှာ ဂျမ်းမင်းအားဖြစ်တော့ဗောနော်အီရန်နိုင်ငံကနေပြီးတော့နူကလ িয়ার ဘုံထောက်ဖို့စ조사နေတဲ့အတွက်ကြောင့်မလို့အစရင်းနိုင်ငံကတတိုက်ခိုက်နေတယ်ဆိုပြီးတော့အလုံးသိထားကြပါတယ်ခင်ဗျာဒါပေမဲ့သူရဲ့နောက်ကွယ်မှာဗောနော်အဲ့ဒီအကြောင်းအရာတွေထပ်ကိုအများကြီးပို့ပါတယ်ခင်ဗျာဘာလို့ဆိုတော့အစ္စရေးကလက်တိုက်ထားရလဲပဲအီရန်နိုင်ငံကနူကလ িয়ার ဘုံရသွားမှကြောက်လို့ဆိုတာထပ်ကိုပို့တဲ့အကြောင်းပြချက်တွေရှိပါတယ်ခင်ဗျာ ီးလို့ရှိရင်အီရန်နိုင်ငံလည်းပေါ့နော်နျူကလ িয়ার နဲ့ပေါ့နော်ပိုင်းဆိုင်မှုစ조사နေတာအစ်ဒီနိုင်ငံကိုတိုက်ခိုက်ဖို့ဆိုတာထက်ကိုပေါ့နော်အများကြီးပို့ပါတယ်ခင်ဗျာပြီးလို့ရှိရင်အခုလက်ရှိဖြစ်နေတဲ့အစ်ဒီနဲ့အီရန်နိုင်ငံဆိုတာနေမြင့်ချင်းကတ်နေတဲ့အိန္ဒိယချင်းနိုင်ငံမဟုတ်ပါဘူးခင်ဗျာ တူတော်ဝေးတာဂျာထဲမှာနိုင်ငံ၃နိုင်ငံ၄နိုင်ငံလောက်ထိကိုဝေးတာပါခင်ဗျအဲ့ဒါကိုအစိမ်းနိုင်ငံနေပြီးဘုံတကြဲတဲ့ခါမှာဒီဂျာထဲမှာရှိနေတဲ့ဒီဆီးရနိုင်ငံတို့ဂျော်ဒန်နိုင်ငံတို့အီရန်နိုင်ငံတို့ကိုကြိုပြီးတော့အီရန်နိုင်ငံမှာဘုံတကြဲတာပါခင်ဗျအီရန်နိုင်ငံကလည်းအဲ့လိုမျိုးပဲဒီဒုံချီနဲ့ပြန်ပစ်တဲ့ခါမှာပေါ့နော်အီရန်နိုင်ငံတို့ဂျော်ဒန်တို့ဆီးရီးယားတို့နိုင်ငံတို့မျိုးကိုကြိုပြီးတော့ပစ်လာတာပါခင်ဗျဆိုတော့အဲ့ဂျာထဲမှာရှိတဲ့နိုင်ငံတွေတော်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 လေးမကန့်ကျင်စရာကောင်းတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူနိုင်ငံရဲ့အပေါ်ကနေပြီးတော့ဒီအစိမ်းကလည်းပဲဘုံချဲဖို့အီရန်နိုင်ငံကိုဖျက်သွားတာပေါ့နော် ဲ့လိုပဲအီရန်နိုင်ငံကလည်းပဲဒါအစ္စရေးနိုင်ငံတိုက်ခိုက်ဖို့အတွက်ဒုံးကြီးကသူ့နိုင်ငံပေါ်နဲ့ကြုံပြီးပြစ်လာတာပေါ့နော်။ဂျာတဲ့နိုင်ငံတွေပဲကြီးနော်တော်တော်လေးတက်သိမ်းထားစေရပါပဲပေါ့နော်။ဒီနိုင်ငံကကိုယ်ကဒီလောက်ဝေးနေတာဘာလို့တိုက်နေတာလဲပေါ့နော်။ပြန်နိုင်ငံတွေစစ်ဖြစ်တယ်ဆိုတာဒီအိန္ဒိယချင်းနိုင်ငံတွေပဲဒီနေမြင်းငင်းပွားလို့ဒါမှမဟုတ်သူနေစနာမှာစစ်တပ်ရေးလက်ချလို့ဆိုပြီးတော့ဒါစစ်တိုက်ကြတာများတာပေါ့နော် များသောအားဖြင့်အဲ့လိုမျိုးနဲ့ဖြစ်ကြပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးအနေနဲ့ဒီယူရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံရဲ့ပထဝီအနေထားကိုကြည့်မယ်ဆိုလို့ရှိရင် အီတန်နိုင်ငံဆိုတော့တော်တော်ကြီးတာပါအများကြီးကြီးပါတယ်ခင်ဗျာကျွန်တော်မြန်မာနိုင်ငံနဲ့နှာရိုင်းမှာဆိုလို့ရှိရင်တော့မှ၂ဆလောက်ကြီးပါတယ်မြန်မာနိုင်ငံထက်ကိုပေါ့နော်အီတန်နိုင်ငံအဲ့မှာ အစရီနိုင်ငံဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံထက်ကိုအစပေါင်းများစွာသေးတာပါခင်ဗျာဒါမြေပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့နိုင်ငံအခြေဝန်းကကျွန်တော်ထင်တယ်သတင်းထားဤတိုင်းလောက်ပဲရှိမှာပါခင်ဗျာအစရီနိုင်ငံအခြေဝန်းကပေါ့နော်ဆိုတော့အဲ့လိုနိုင်ငံတတိလေးနဲ့ကျွန်တော်တို့မြန်မာပြည်ကသတင်းထားဤတိုင်းလောက်ပဲရှိတဲ့နိုင်ငံနဲ့ဒီကျွန်တော်တို့နိုင်ငံထက်ကိုပေါ့နော်နှစ်ဆလောက်ကြီးတဲ့နိုင်ငံနဲ့စစ်ဖြစ်နေကြတာပါခင်ဗျာပြီးလို့ရှိရင်လူကြီးအများဆိုလို့ရှိရင်လည်းပဲအီရန်နိုင်ငံဆိုတာကဒီတန်90နီးပါးလောက်ရှိပါတယ်ခင်ဗျာလူကြီးပေါ့နော်ဒီအစရီနိုင်ငံမှာကျတော့10တန်းလောက်ပဲရှိပါတယ် လူကြီးကလည်းအများကြီးကြွားတာပေါ့နော်ဆိုတော့အခုရပြဿနာတွေရအရင်မြုပ်သီးဖို့ဆိုလို့ရှိရင်အီရန်နိုင်ငံရဲ့ဒီအခုလက်ရှိအစိုးရပေါ့နော်ခါမင်းကြီးအစိုးရတက်လာတဲ့ပုံစံအကြောင်းလေးကိုဒါနည်းနည်းလေးပြောဖို့လိုပါတယ်ခင်ဗျာဘာလို့ဆိုတော့အီရန်နိုင်ငံဆိုအရင်တုန်းကဒီအစိုးရမတိုင်ခင်ပေါ့နော်အခုလက်ရှိအုပ်ချုပ်နေတဲ့ဒီခိုမင်းကြီးမတိုင်ခင်မှာရှားပြင်းအုပ်ချုပ်ပါတယ်ခင်ဗျာသူကလည်းပဲဒီနိုင်ငံအာဏာကိုရလာတာကဒီအမေရိကန်ရဲ့အကူအညီနဲ့နိုင်ငံအာဏာကိုရလာတာပါအမေရိကန်နိုင်ငံနဲ့လည်းပဲအရင်အဆင်ပြေပါတယ်ခင်ဗျာ ပြီးလို့ရှိရင်အဲ့ဒီအချိန်တုန်းကပေါ့နော်ခွန်ကြီးဆိုရမတက်ခင်အချိန်တုန်းကဆိုလို့ရှိရင်အီကန်နိုင်ငံကဒီစင်တူလို့ခေါ်တဲ့ဒီအရှိလေပိုင်းဒေသရဲ့ဒါစီအဖွဲ့ချုပ်ပေါ့နော်အီနိုင်ငံမှာအမေရိကန်တို့ဗြိတိန်တို့ဖွဲ့စည်ထားတဲ့အဖွဲ့တွေမှာအီရန်နိုင်ငံလည်းပါပါတယ်ခင်ဗျာကျွန်တော်တို့အရှိတောင်အဆမ်းမှာဆိုရင်ဒါစီတူပုံစံမျိုးပေါ့နော်အဲ့လိုအဖွဲ့တွေမှာတော့အီရန်နိုင်ငံပါခဲ့ဘူးပါတယ်ခင်ဗျာ အမေရိကန်နဲ့တော်တော်လေးအဆင်ပြေတာပါပြီးရင်တိရှားပြင်းရလဲပေါ့နော်အမေရိကန်နိုင်ငံရဲ့အကူအညီနဲ့သူအာဏာရလာတဲ့အတွက်ကြောင့်မို့လို့အမေရိကန်နဲ့အဆင်ပြေတဲ့အနောက်နိုင်ငံတွေနဲ့အဆင်ပြေတယ်ပြီးရင်အစလီနိုင်ငံနဲ့လည်းပဲဘာပြဿနာမှမရှိသေးပါဘူးခင်ဗျအဲ့ဒီအစိုးရကအနောက်နိုင်ငံတွေပေါ့နော်သဘောကျတယ်အဲ့ဒါကြောင့်မို့သူနိုင်ငံကိုလည်းပဲသူအနောက်နိုင်ငံလိုမျိုးစီးပွားရေးတိုးတက်ချင်ပါတယ်ခင်ဗျအဲ့ဒါကြောင့်တော့သူကသူနိုင်ငံပြင်းပြင်းပြောင်းလဲရေးအများကြီးလုပ်တယ်မျိုးသမီးနဲ့ပတ်သက်ပြီးတော့လွတ်လပ်ခွင့်တွေလည်းပဲအများကြီးပေးတာပါခင်ဗျ ါပေမဲ့ပြဿနာကသူကစီးပွားရေးတော့လွတ်လွတ်လပ်လုပ်ခွင့်ပေးတယ်ဒါပေမဲ့နိုင်ငံရေးမှာတော့လုပ်ခွင့်မပေးပါဘူးဒီအတိုက်ခံနိုင်ငံရေးသမားတွေပြိုင်ပနိုင်ငံရေးသမားတွေကြတော့သူကရေရှည်ဆက်နှိမ့်ကွတာပါခင်ဗျာအဲ့ဒါကြတော့နိုင်ငံကတော့တကယ်တိုးတက်လာပါတယ်အနောက်ဥစုနဲ့အဆင်ပြေတဲ့အတွက်ကြောင့်မို့လို့ဒါနီးပညာကလည်းတိုးတက်တယ်နိုင်ငံကလည်းပေါ့နော်မြန်မြန်ဆန်ဆန်ပဲပညာရေးကဏ္ဍတွေစီးပွားရေးကဏ္ဍတွေမှာပေါ့နော်အများကြီးတိုးတက်လာတာပါခင်ဗျာဒါပေမဲ့အဲ့ဒါကိုအီရန်နိုင်ငံရဲ့ဘာသာရေးကောင်းဆောင်တွေမကြိုက်ပါဘူး ဘာဖြစ်လို့ဆိုတော့နိုင်ငံမြန်မြန်ဆန်တူတက်လာတဲ့အမျိုးသမီးတွေဆိုရင်လည်းပဲဒါအများကြီးလွတ်လပ်ခွင့်ရလာတာပေါ့နော်အဲဒီကကျတော့ဘာသာရေးသမားတွေကရှားပြင်းပေါ့နော်မကြိုက်တော့ပါဘူးအဲ့တော့ဒီဘာသာရေးသမားတွေ ਨੇ အခုနကရှားပြင်းနှိတ်ကွတာတဲ့အတိုက်ခံနိုင်ရေးသမားတွေ ਨੇ ပေါင်းပြီးတော့တော်လိုင်းလောက်တာပါခင်ဗျအဓိကတော့ဒီရှားပြင်းဖြုတ်ချဖို့ကြံစီတာကတော့ဘာသာရေးကောင်းဆောင်တွေပေါ့ဒီဘာသာရေးကောင်းဆောင်အကြောင်းနည်းနည်းပြောမယ်ဆိုလို့ရှိရင်အထူးသဖြင့်ဒီဗုဒ္ဓဘာသာနိုင်ငံတွေ ਨੇ မတူတာပေါ့နော်အစ္စလမ်နိုင်ငံတွေမှာဒီမွတ်စလင်ဘာသာရေးဆရာတွေကသူတို့ရဲ့ဘာသာဝင်တွေပုံမှာပေါ့နော်အများကြီးဩဇာရှိပါတယ် အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်နဲ့ဥပမာပြောရမယ်ဆိုရင်မြန်မာပြည်မှာဆိုလို့ရှိရင်ဒီဘုံကြီးကြောင်းကိုသွားတယ်ဆိုတာကလူငယ်တွေတိတ်မသွားပါဘူးခင်ဗျာလူကြီးတွေလာပါဘောနော်တကယ်ဟိုမင်းမစွမ်းတဲ့လူအများစုပဲသွားကြတာပါလူငယ်တွေကြရင်ဒါဘုံကြီးကြောင်းနဲ့ ဒါမဆိုင်ဘူးလို့ထင်တာပါမသွားကြဘူးပေါ့နော်လူငယ်တွေကြတော့အဲ့ဒါကြောင့်မို့ကျွန်တော်မြန်မာနိုင်ငံမှာကြတော့ဘုံကြီးကဩဇာရှိတယ်ဆိုပေမဲ့သူလူကြီးတွေပုံမှန်ပဲရှိတာပါအဲ့တော့လူကြီးတွေကနေပြီးတော့သူ့သားသမီးပေါ့တစင်းငံသွားတာပေါ့နော်ဩဇာဘုံကြီးတွေရဲ့ဩဇာဒါပေမဲ့မွတ်စလင်ဘာသာရေးဆရာတွေမှာကြတော့အဲ့လိုမဟုတ်ပါဘူးခင်ဗျာသူတို့ကအမြဲတမ်းသူတို့ကြောင့်ဟုတ်ပြီဘူးလူငယ်ရောလူကြီးရောတွားနေရတဲ့အတွက်ကြောင့်မို့လို့ဒီပလီဆရာကသူတို့ရဲ့ဘာသာဝင်တွေပုံမှန်ဩဇာညောင်းပါတယ်ခင်ဗျာအဲ့ကြောင့်မို့လို့မွတ်စလင်နိုင်ငံတွေမှာပေါ့နော်ဘာသာရေးခေါင်းဆောင်တွေရဲ့ကဏ္ဍအလဲပဲနိုင်ငံရေးမှာတော်တော်လေးအရေးပါပါတယ်ခင်ဗျာမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေမှာကြိုက်ဘူးဆိုလို့ ရှိရင်အဲ့ဒီအစိုးရပေါ့နော်ပြုတ်သွားနိုင်ပါတယ်ခင်ဗျာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအီရန်နိုင်ငံကလည်းပေါ့နော်ရှားပြင်ကအနောက်နိုင်ငံနဲ့အဆင်ပြေတဲ့အတွက်ကြောင့်မလို့စီးပွားရေးတိုးတက်လာတယ်ပညာရေးတိုးတက်လာရဲ့ဒီလူမှုကဏ္ဍတွေပေါ့နော်အားလုံးတိုးတက်လာတယ်ဆိုပေမဲ့ဘာသာရေးဘက်မှာကျတော့တော်ထိခိုက်ပါတယ်ခင်ဗျာဘာလို့ဆိုအမျိုးသမီးတွေဟိုတာခေါင်းစုပ်ဒါမပါဘဲနဲ့ပေါ့နော်တွားခွင့်ပြုတာအနောက်တိုင်းပုံစံမျိုးပေါ့နော်လွတ်လွတ်လပ်လပ်နေခွင့်ပြုလာတာကြတော့ ဘာသာရေးဆရာတွေကြတော့မကြိုက်ပါဘူးခင်ဗျာအဲ့လိုနဲ့ဒီရှားပြင်းကိုတော်လန်ကြပါတယ်ခင်ဗျာဆိုဘာသာရေးဆရာတွေနဲ့ကုနာကရှားပြင်းကနေပြီးတော့ဗောနော်ဒါဖိနှိပ်ထားတဲ့တိုက်ခန့်နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီးတော့တော်လန်ရေးလုပ်ကြတဲ့အချိန်မှာလူရင်းပြောရရင်တော့ရှားပြင်းလည်းပဲနိုင်ငံနဲ့ထွက်ပြေးသွားရတာဗောနော်အဲ့မှာဒီကမ္ဘာနီအစိုးရနေပြီးတော့တက်လာပါတယ်ခင်ဗျာတော်လန်အစိုးရတက်လာအချိန်မှာရှားပြင်းကကျမ်းမာရေးကြဗောနော်အမေရိကန်နိုင်ငံမှာသွားခိုးလုံပါတယ်ခင်ဗျာအဓိကကျတော့ဒီဘာသာရေးသမားတွေနဲ့ဒီပြည်သူတွေကဗောနော်အမေရိကန်တန်ရုံးဝိုင်းလိုက်ပါတယ် ဝမ်းပြီးတော့ပြန်မေးဆွဲတဲ့ပုံစံမျိုးလုပ်တာပေါ့နော်ကဲမင်းတို့တန်ရောလူတွေကိုလှုပ်ပေးစေခြင်းမင်းတို့နိုင်ငံမှာခိုးလုံနေတဲ့ရှားပြင်းကိုလှုပ်ပေးဆိုပြီးတော့ပြန်မေးဆွဲတဲ့ပုံစံမျိုးလုပ်တာပေါ့နော်အဲ့ဒီချိန်နဲ့စပြီးတော့အနောက်နိုင်ငံတွေအမေရိကန်နိုင်ငံတွေကနေပြီးတော့အီရန်နိုင်ငံရဲ့အခုလက်ရှိအစိုးရပေါ့နော်အကြံဖတ်အစိုးရဘာသာရေးအစိုးရအစိုးရဆိုပြီးတော့ညီလာပါတယ်ခင်ဗျာနောက်ဆုံးမှာတော့ဒီရှားပြင်းလည်းပဲအမေရိကန်နိုင်ငံမှာပဲဒါကျမကြီးအချိန်နေကြပေါ့နော်တည်သွားပါတယ်ခင်ဗျာတည်သွားပြီးတော့မှပဲဒီပြဿနာအဆင်ပြေသွားတာပေါ့နော်အဆင်ပြေသွားတဲ့ဆိုရင်မဲ့အရင်ကရှားပြင်းလက်ထက်ကအဆ င်ပြေခဲ့တဲ့ဒီအဆင်ပြေမှုမျိုးတွေမရှိတော့ဘဲနဲ့တရားဝင်တယောက်ကရန်သူလိုမြင်လာကြပါတယ်ခင်ဗျာနောက်တစ်ခုကပေါ့နော်အီရန်နိုင်ငံရဲ့ဒီတော်လိုင်းအစိုးရကပေါ့နော်အမေရိကန်တန်ယုံကတန်ဝန်နှန်းတွေပေါ့နော်ဒါပြန်ပြီးဆွဲတဲ့ပုံစံမျိုးပေါ့နော်ဖမ်းပြီးတော့အချက်ကန်မှုမျိုးလုပ်တဲ့ခါကျတော့ပတ်ဝန်းကျင်မွတ်စလင်နိုင်ငံတွေကပေါ့နော်ဘာမှတော့မပြေဘူးဒါပေမဲ့သဘောကျကြပါတယ်ခင်ဗျာအဲ့တော့အီရန်နိုင်ငံရဲ့ဒီအစိုးရပေါ့နော်တော်လိုင်းအစိုးရလည်းပဲသဘောကျပါတယ်တွေ့လားငါတို့အမေရိကန်လိုနိုင်ငံမျိုးအာခံရတဲ့ငါတို့ပဲရှိတယ် မြေတို့အစ္စရာနိုင်ငံတရားမအခံမြေပေါ့နော်ငါတို့ကအခံရေးတယ်အကြောင်မလို့ငါတို့ကဒီရှေးလေပိုင်းဒေသမှာအမေရိကန်နဲ့ရှင်ပြီးတော့ပေါ့နော်ဖိုင်နိုင်တဲ့တာနိုင်ငံဆိုပြီးတော့သူတို့ကသူတို့ပုံဖော်လာပါတယ်ခင်ဗျာအဲ့တော့အမေရိကန်လည်းအမြင်ကက်လာတာပေါ့နော်အဲ့လိုနဲ့ဒီအမေရိကန်နိုင်ငံနဲ့အီရန်နိုင်ငံရဲ့စစ်ဆင်ရေးကပိုပြီးတော့ဆိုးဆိုးဝါးလာတယ် အဲ့လိုဆိုလာတော့အမေရိကန်ကဘာလုပ်လဲဆိုတော့ဒါထုံးစံတိုင်းပေါ့နော်စီးပွားရေးပိတ်ဆို့မှုတွေလုပ်ပါတယ်ခင်ဗျအဲ့လိုအမေရိကန်နိုင်ငံနဲ့ဒီအနောက်နိုင်ငံတွေပေါ့နော်စီးပွားရေးပိတ်ဆို့မှုတွေလုပ်တဲ့ခါကျတော့ဒီရန်နိုင်ငံကဒီတရုတ်နိုင်ငံတို့ဆိုဗီယက်တို့အခုလက်ရှိတာရုရှားနိုင်ငံတို့ ਨੇ ပို့ပြီးတော့အဆင်ပြေလာပါတယ်ခင်ဗျရှားပြင်ဖြုတ်ချပြီးတဲ့အချိန်မှာသူတို့ကလည်းပဲဒါအာနာစီပုံစံမျိုးအုပ်ချုပ်လာပါခင်ဗျအဲ့တော့ဘာဖြစ်လာလဲဆိုတော့အာနာစင်နိုင်ငံအများစုကရုရှားနိုင်ငံတို့တရုတ်နိုင်ငံတို့နဲ့အဆင်ပြေအောင်နေတယ်ပြီးလို့ရှိရင်အမေရိကန်နိုင်ငံမျိုးကပေါ့နော်သူနိုင်ငံကြီးတွေမှာ ဝင်ရောက်ဆော့ဖတ်တာမျိုးမလုပ်ရအောင်ဆိုပြီးတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ချင်တာပါခင်ဗျာဒါအာနာရှင်နိုင်ငံတော်တော်များအဲ့လိုမျိုးပါเนาะဘာလို့ဆိုတော့သူတို့နိုင်ငံနျူကလ িয়ার လက်နက်ပိုင်မယ်ဆိုလို့ရှိရင်ဒီအရှေ့လေပိုင်းဒေသကိုလည်းပဲငုံငုံထိန်းချုပ်ထားလို့ရမှာပေါ့เนาะနောက်နိုင်ငံတွေကိုလည်းပဲချိန်ချောက်ထားလို့ရမှာသူနိုင်ငံကိုလည်းပဲဒီဥရောပနိုင်ငံတို့အမေရိကန်နိုင်ငံတို့ကပြစ်ထားလို့မရတော့ပါဘူးလူရသွင်းရတော့မှာပေါ့เนาะအဲ့ပုံစံမျိုးမြင်တာပါဒါအာနာရှင်နိုင်ငံတော်တော်များအဲ့လိုမျိုးပဲပေါ့เนาะနျူကလ িয়ার လက်နက်ပိုင်ချင်ကြပါတယ်ခင်ဗျာအဓိကကတော့ တို့တခြားနိုင်ငံတွေကပြစ်ပယ်ထားတယ်ဒန်းလူမဆက်ဆံဘူးပေါ့နော်လူရမသွင်းတဲ့ခါကျတော့နီကိုရီးယားလက်နက်တာရှိမယ်ဆိုလို့ရှိရင်လူရခွင့်မှာပဲဆိုတဲ့အတွေးမျိုးပေါ့နော်ဒါအာဏာရှင်တိုင်းမှာရှိပါတယ်ခင်ဗျာအဲ့လိုမျိုးပေါ့နော်သူကနီကိုရီးယားလက်နက်ပိုင်မှုကြိုးစားတဲ့အချိန်မှာအစ္စရေးနဲ့ပြည်နာတက်တာပါခင်ဗျာရှားပြင်ပြုတ်ကျပြီးရဲ့ဟိုကအခုအစိုးရကအီရန်နိုင်ငံရဲ့ဒီတော်လိုင်းသမားတွေကပေါ့နော်ဘာသာရေးကောင်းဆောင်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အစ္စရေးနိုင်ငံကိုလုံးဝကြည့်မရပါဘူးခင်ဗျာကမ္ဘာမြေပေါ်တော့ဖျောက်ပြစ်မယ်ဆိုပြီးပြောတာပါ အဲ့ဒီခါကျတော့အစ္စရေးကလည်းပဲတတိကြီးကြီးထားပြီးစောက်ကြည့်တာပေါ့နော်။ဘာလို့ဆိုတော့သူ့မုန်းနေတဲ့အစိုးရဒီဘာသာရေးကောင်းဆောင်အစိုးရကနေပြီးတော့ဒီငကူရီယားလက်နက်ပိုင်သွားမယ်ဆိုလို့ရှိရင်အစ္စရေးနိုင်ငံကလည်းဒါဇိုးရင်စရာတစ်ခုဖြစ်လာမှာပါခင်ဗျာ။အဲ့ဒီခါကျတော့အစ္စရေးကလည်းပဲဒီအီရန်နိုင်ငံပေါ့နော်။ငကူရီယားလက်နက်မပိုင်အောင်ဆိုပြီးတော့မီးမျိုးမျိုးနဲ့နှောက်ရှက်တာပါခင်ဗျာ။အဲ့ခါကျတော့အီရန်ကနေပြီးတော့မလုပ်လဲဆိုတော့ဟုတ်ပြီ။ငါငါဘာသာငါငါနိုင်ငံမှာငကူရီယားလက်နက်ထုတ်လာ။ငါပတ်စံနိုင်ငံထုတ်လာ။အဲ့တော့ဒီခေါင်းထဲဘာလို့လဲလာပြီးတော့နှောက်ရှက်နေရလဲပေါ့နော်။အဲ့ခါကျတော့အီရန်ကလည်းပဲဒီတိုင်းမနေပါဘူး။သူကဘယ်လိုလုပ်လဲဆိုတော့ ော့အစ္စရေးကသူ့ရဲ့ဒီနျူကလ িয়ার စီမံကိန်းလေးပေါ့နော်လက်နှောက်ဆက်လို့မရအောင်ဆိုလို့ရှိရင်ဒီအစ္စရေးနိုင်ငံကိုစန့်ကျင်နေကြတဲ့တိုက်ခိုက်နေကြတဲ့လက်နက်ကိုင်အဖွဲ့တွေရှိပါတယ်အဲ့ဒီလက်နက်ကိုင်အဖွဲ့အလုံးကိုအီရန်နိုင်ငံကနေထောက်ပံ့တာပါခင်ဗျာဆိုတော့အစ္စရေးနိုင်ငံကိုတော့ ကပ္ပရရပဲလို့တဲ့တော်လန်ကြီးလို့တွေဆိုရင်အဲ့ဒီအဖွဲတွေတိုင်းကောနော်လန်နတ်တို့နီးပညာတို့အထောက်ပံ့ပေးတာပါခင်ဗျာအမှကြည့်မယ်ဆိုလို့ရှိရင်ဒါအစ္စရေးကိုအမြဲတမ်းတိုက်ခိုက်နေတဲ့ဟူတီတို့ဟာမတ်တို့ဒီဟစ်ဘောရာတို့လိုမျိုးအဖွဲတွေကိုဒါအီရန်နိုင်ငံကဒါအဓိကကူညီပေးနေတာပေါ့နော်ဒီတခြားသောအဖွဲတွေကိုလည်းပဲဒီအရှိလေပိုင်းပေါ့နော်တခြားသောလက်နက်ကိုင်အဖွဲတွေကိုလည်းပဲဒါဘာသာရေးကြပေါ့နော်ကူညီနေတာလည်းရှိပါတယ်ခင်ဗျာအဓိကတော့သူအစ္စရေးနိုင်ငံတိုက်ခိုက်နေတဲ့အဖွဲတွေကိုကူညီတာပေါ့နော်သဘောကတော့ဒီဟစ်ဘောရာတို့ဟာမတ်တို့ပေါ့နော်လက်နက်ကိုင်အဖွဲတွေနဲ့အစ္စရေးနိုင်ငံနဲ့တိုက်ခိုက်နေမယ်ဆိုလို့ရှိရင်သူ့နိုင်ငံကိုပေါ့နော်အယုံမဆိုင်နိုင်ပါဘူး အဲ့ဒီခါကျရင်သူကနေပြီးတော့ဒီနျူကလ িয়ার လက်နက်ပိုင်ဆိုင်ပေါ့နော်ခက်မြန်စူးစမ်းဖို့ကြံတာပါခင်ဗျာသူကြံတဲ့အတိုင်းပဲဒီအစ္စရေးနိုင်ငံနဲ့ဟာမတ်တို့ ဟစ်စ်ဘူလာတို့ဒီဟူတီတို့ပေါ့နော်ဒီဒေတာတွေမှာပြဿနာတက်နေတဲ့အတွက်ကြောင့်မလို့ကဘာကရောအစ္စရေးကပါပေါ့နော်သူ့အာယုံတိတ်မဆိုင်နိုင်ပါဘူးဒီပပတ်လေးမှာရှိနေလက်နက်ကင်ဖွဲ့တွေကအဓိကအာယုံဆိုင်နေရတာပေါ့နော်အဲဒီခါကျတော့အီရန်ကနေပြီးတော့ဟိုဘက်မှာနျူကလ িয়ার လက်နက်ပိုင်ဖို့ပေါ့နော်အများကြိုးစားနေတာပါခင်ဗျာအားဟုတ်ကိုအစ္စရေးနိုင်ငံကလည်းကောင်းကောင်းသိပါတယ်အဲဒါကြောင့်မလို့နှစ်ပိုင်းမှာပေါ့နော်တတိထားမိကြတာတော့မသိဘူးအစ္စရေးနိုင်ငံနေပြီးတော့ဒီရန်လိုတဲ့ပုံစံမျိုးတွေပေါ်ပါတယ်ခင်ဗျာဘာဖြစ်လို့ဆိုတော့ဒေတာတွေမှာရှိတဲ့လက်နက်ကင်တွေလိုက်တိုက်တာပါအဲဒီလက်နက်ကင်တွေကဒီလေဗနွန်တို့နေမှာ ရှိနေလက်ဘနုံနေတိဝင်တိုက်တာပါပြီးရင်စီးရီးယားထဲမှာရှိတဲ့လက်နက်ကိုင်တွေကိုလည်းပဲစီးရီးယားနိုင်ငံတည်းတိဝင်တိုက်တာပါခင်ဗျာစစ်မင်းသားတွေအများကြီးဖွေထားတာပါဗျာများနေတာပါနော်ဘာဖြစ်လို့များအီရန်နိုင်ငံကိုတွားပြီးတော့ရန်သဆလဲဆိုပြီးတော့အဲ့လိုတွေးစရာဖြစ်လာတာပါနော်အဲ့အီရန်နိုင်ငံဆိုတော့အဝေးပြည်နိုင်ငံအကြီးကြီးပါဆိုတော့အဲ့လိုနိုင်ငံကို ဘာကိစ္စမျိုးချမ်းသာရှာလာလဲပေါ့နော်ဣသရေကနေပြီးတော့အဲ့ဒါကိုတည်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကပြောခဲ့သလိုပဲဣသရေနိုင်ငံအခုနှစ်ပိုင်းမှာပေါ့နော်ဒေသတွေမှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကိုအထူးသဖြင့်ယူရန်ထောက်ပံ့လာတဲ့လက်နက်ကိုင်အဖွဲ့တွေကိုခက်စစ်စစ်လေးနှိမ်နင်းနေအောင်တွေးရမှာပါခင်ဗျအခုလက်ရှိမှာဆိုလို့ရှိရင်လည်းပဲဒီဟာမတ်တို့ဣစပိုလာတို့ဟူတီတို့ဆိုရင်လည်းပဲဒါတော်တော်လေးပေါ့နော်အင်အားကျော့သွားပါပြီခင်ဗျဣသရေကခက်မမြလေးတိုက်ခိုက်နေတယ်ပေါ့နော်ဘာလို့အဲ့လိုတိုက်ခိုက်နေလဲဆိုတော့ သူအီရန်ကိုတိုက်ဖို့ရည်ရွယ်ချက်ရှိလို့ပါခင်ဗျာဒေသတွင်းအဖွဲ့တွေကိုမတိုက်ခိုက်ပဲနဲ့အီရန်ကိုပွားပြီးအရင်တတ်တတ်ခိုက်မယ်ဆိုလို့ရှိရင်ဒေသတွင်းမှာရှိတဲ့အီရန်ထောက်ပံ့တာနဲ့အဖွဲ့တွေကပေါ့နော်သူ့ပြန်တိုက်ခိုက်မှာပါခင်ဗျာအဲ့ဒီကကြပုံပြီးရှုပ်သွားမှာပါအဲ့တော့ဒါစီးရီးနိုင်ငံတွေးတဲ့ပုံကပါနော်အီရန်နိုင်ငံကကူညီလာတဲ့အဖွဲ့အစည်းတွေအရင်နှိမ့်နေပြီးတော့မှအီရန်နိုင်ငံကိုပတ်တိုက်တာပါတတိုက်တဲ့နေရာမှာလည်းပဲနျူကလ িয়ার စီမံကိန်းကိုပြတ်သွားအောင်ဆိုတာထက်ကိုပိုတဲ့ရှိရချက်တွေရှိပါတယ်ခင်ဗျာ အဲ့ဒါပါလေဆိုတော့ဂူလက်ရှိတိုက်တဲ့အချိန်မှာနျူကလ িয়ার နဲ့ပတ်သက်တဲ့စက်ရုံတွေတိုက်တာအပြင်ပေါ့နော်နိုင်ငံရေးအရအရေးပါတဲ့လူတွေကိုလည်းပဲလုံခြံတာတွေတပ်ဖြတ်တာတွေလုပ်တယ်ပြီးရင်စီးပွားရေးနဲ့ပတ်သက်တဲ့အရာတွေကိုလည်းပဲတိုက်ခိုက်လဲတာကိုတွေ့ရပါတယ်ခင်ဗျာတဘောကတော့ဒီအစိုးရကခက်ခဲဖြစ်ပြီးတော့ပြုတ်ကျသွားအောင်ဆိုပြီးတော့အစရေကနေပြီးတော့ကြံရည်နေပုံရပါတယ်။ဘာဖြစ်လို့သူကအဲ့လိုလုပ်လဲဆိုလို့ရှိရင်အခုလက်ရှိအီရန်ဆိုရာကပေါ့နော်။သူနိုင်ငံကိုတိုက်ခိုက်ဖို့အတွက်အဖွဲ့တွေကိုလည်းထောက်ပံ့တာရတယ်။ပြီးရင်နျူကလ িয়ার လက်နက်ကိုလည်းပိုင်ဆိုင်မှုစူးစမ်းနေပါတယ်ခင်ဗျာ။ အမအီရန်ကလည်းပြောဘာလို့နျူကလ িয়ার နှက်ပိုင်ဖို့အလောက်ကြိုးစားနေလဲဆိုတော့အစရေးကိုတိုက်ခိုက်ဖို့တခုလည်းတော်တော်မဟုတ်ပါဘူးသူတို့ရဲ့ရည်ရွယ်ချက်ကတော့သူတို့ကဒါဒီကျန်နိုင်ငံဖြစ်အောင်ဖန်ဆီးရတဲ့ကမ္ဘာနိုင်ငံတွေကိုပေါ့နော်နျူကလ িয়ার လည်းနဲ့နဲ့အတိုင်းအတာတစ်ခုထိချိန်ချောင်းနိုင်အောင်ဆိုပြီးတော့နျူကလ িয়ার နဲ့နဲ့ပိုင်ဆိုင်ဖို့ကြိုးစားနေတာပါခင်ဗျာအာနာရှင်တွေဆိုတာကသူတို့နိုင်ငံမှာအာနာရှင်စနစ်နဲ့ပေါ့နော်နေနဲ့အုပ်ချုပ်ဖို့ဆိုလို့ရှိရင်ပြင်ပနိုင်ငံတွေကဝင်ရောက်မစော့ဖတ်ဖို့လိုပါတယ်အဲ့လိုမစော့ဖတ်ရဲအောင်လည်းပဲသူတို့မှနျူကလ িয়ার လည်းနဲ့ပိုင်မရမှာပါ ဒီတိုင်းနျူကလ িয়ার နှက်မပိုင်ဘူးဆိုရင်သူတို့ရဲ့ပြည်တွင်းရေးကိုဝင်ရောက်စုဖတ်မှာပါခင်ဗျာအဲဆိုတော့ပရိုအန်နာအမြင်နဲ့တည်မြဲဖို့ဆိုလို့ရှိရင် ူကိုရီးယားလက်နက်ပိုင်မှရမယ်ဆိုပြီးတော့ဒါနျူကိုရီးယားလက်နက်ပိုင်ကိုစူးစမ်းတာပေါ့နော်အခုလက်ရှိအစိုးရကတော့ဖြုတ်ချအောင်လုပ်နေတယ်ဆိုတာတော့ဟုတ်ပါပြီသူကဘ ᱹ ဒုအစိုးရဖြစ်တင်ချင်လို့လဲပေါ့နော်ပြီးအီရန်နိုင်ငံထဲမှာလည်းပဲအခုလက်ရှိအစိုးရနဲ့ပေါ့နော်ရှင်ပြိုင်နိုင်စွမ်းရှိတဲ့ဖွဲ့စည်းမရှိဘူးပေါ့နော်အဲဆိုတော့ဗစရီနိုင်ငံကဒီအစိုးရလည်းဖြုတ်ချရဘ ᱹ ဒုတင်ချင်တာလဲဆိုတဲ့မေးခွန်းကတော့ရှင်းပါတယ်ခင်ဗျအရင်ကျွန်တော်စာမပြောခဲ့တဲ့ရှားပြင်းထွက်ပြေးသွားတော့ပါပေါ့နော်သူသားပါသွားပါတယ်သူသားကတော့အခုအသက်50ကျော်လောက်ရှိပြီပေါ့နော်သူသားကကြတော့အခုလက်ရှိအစိုးရကိုဒါသူကလည်းပဲဘာသာရေးအစွမ်းရောက် ဆိုရလို့မြင်နေတာပါခင်ဗျာပြီးရင်အစရီနိုင်ငံနဲ့လည်းပဲအဲ့ဒီရှားဘီရင်သားအင်ရှိမနာပါတော့ရှားဘီရင်သားဒီဘရင်သားပါတော့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်ခင်ဗျာအစရီနိုင်ငံကိုလည်းတော်လည်ဖူပါတယ်ဒါတော်တော်ထူးဆန်းတာပါတော့ဘာဖြစ်လို့ဆိုတော့အီရန်နိုင်ငံကသူတို့နဲ့ရန်သူနိုင်ငံမှာအဲ့ဒီနိုင်ငံကဒါဘီရင်ဟောင်းပေါ့ဗျာအဲ့ဒီဘီရင်ဟောင်းရဲ့သားက အစ္စရေးနိုင်ငံကိုတွက်လဲတာပါခင်ဗျာပြီးလို့ရှိရင်အဲ့ဒီအင်ရှင်မင်းသားကိုလည်းပေါ့နော်ရှားပြင်းရဲ့သားကိုလည်းပဲဒီအစ္စရေးနိုင်ငံကနေပြီးတော့ခန်းခန်းနာနာကျူးဆူတာပါသူတို့ခေါ်တာအစပေါ့နော်အဲ့ဒီရှားပြင်းရဲ့သားကိုဒါအဝေးရောက်အင်ရှင်မင်းသားဆိုပြီးခေါ်တာပါခင်ဗျာအဲ့ဒါကြောင့်မို့အစ္စရေးကဒီရှားပြင်းရဲ့သားဦးဆောင်တဲ့အဖွဲ့ကို အာဏာရရှိခြင်းပါတယ်ခင်ဗျာ ဘာလို့ဆိုတော့ဒီရာပြင်တာကနောက်နိုင်ငံနဲ့လည်းအဆင်ပြေတယ်အခုလက်ရှိလည်းအမေရိကန်မှာနေနေပါတော့အမေရိကန်နဲ့လည်းအဆင်ပြေတယ်အစရေးနိုင်ငံနဲ့လည်းအဆင်ပြေတယ်အဲ့တော့ဒီရာပြင်တာကအာနာရလာမယ်ဆိုလို့ရှိရင်တင်ရမကောက်ဘောနော် အများကြီးငြိမ်သွားနိုင်ပါတယ်ခင်ဗျ။ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိအစ္စရေးကိုတိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေတော်တော်များများဘောပေါ့နော်။အီရန်နိုင်ငံကကူညီထားပေးတာပါ။ဆိုတော့အခုလက်ရှိအစိုးရကပြုတ်ကျသွားမယ်ဆိုလို့ရှိရင်သူနိုင်ငံကိုတိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေပေါ့နော်။ Hezbollah လိုမျိုး Hamas လိုမျိုးအဖွဲ့တွေကအာရုံသွားမှာပါခင်ဗျ။ဒီလိုရှိရင်နျူကလ িয়ার ထုတ်လုပ်မယ့်စီမံကိန်းကိုလည်းပဲရပ်တန့်လိုက်နိုင်မှာပါခင်ဗျာ။ဘာဖြစ်လို့ဆိုတော့ဒီရှားပင်းအသားကနောက်နိုင်ငံနဲ့အဆင်ပြေတဲ့အတွက်ကြောင့်မလို့နောက်နိုင်ငံရဲ့စကားကိုနားထောင်မှာပေါ့နော်။အဲဒီခါကျရင်သူ့အတွက်ဒါယူရန်နိုင်ငံကလည်းမေးဆွေးနိုင်ငံဖြစ်သွားမယ်။ပြီးလို့ရှိရင်ဒီ လက်နက်ကင်အဖွဲ့စည်းပေါ့နော်သူတိုက်ခိုက်နေတဲ့ဒီဟူတီတို့ဟာမာတို့ဟစ်စဘူလာတို့လိုမျိုးဒီအဖွဲ့စည်းတွေကလည်းပဲအများကြီးအာရုံသွားမှာပါခင်ဗျာအဲ့တော့တစ်ချက်ခုအများကြီးပြောင်းလုံနေတာပေါ့နော်အားကြောင့်မလို့လည်းပဲအခုလက်ရှိတိုက်နေတဲ့တိုက်ပွဲကိုကြည့်မစလို့ရှိရင်အီရန်နိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်တွေပြီးရင်ဒါစီးပွားရေးအဓိကကြတဲ့အရာတွေ အဲ့ဒါတိုက်ခိုက်နေတာပါခင်ဗျ။ Israel ရဲ့ရည်ရွယ်ချက်ကတော့ Iran နိုင်ငံမှာရှိတဲ့ nuclear စီမံကိန်းတွေပျက်စီးသွားအောင်ဆိုတာထပ်ကိုပို့တာပေါ့နော်။ Iran နိုင်ငံရဲ့အစိုးရတရက်လုံးကိုပြောင်းပြစ်စီချင်နေတာပါ။ဆိုတော့အခုဗီဒီယိုလေးကိုကြည့်ပြီးဆိုလို့ရှိရင်တော့ဒီ Iran နိုင်ငံက nuclear ဘာကြောင့်ထုတ်ဖို့ကြိုးစားနေလဲဆိုတော့သူကတော့အမေရိကန်အပါအဝင်ပေါ့နော်။အနောက်နိုင်ငံတွေကဖယ်ထားတဲ့အတော့ကြောင့်မဟုတ်လို့အခုလည်းရှိဆိုရင်ဒါသူနဲ့နီးတဲ့နိုင်ငံဒီရုရှားဆိုရင်လည်းပဲယူကရိန်းကိစ္စနဲ့ပေါ့နော်။သူကသူဒုက္ခရောက်နေတာပါ။အဲ့တော့ သူ့မကူညီနိုင်ဘူးပေါ့နော်အရှေ့လေပိုင်းဒေသမှာနေပြီးတော့အထီးကျန်နိုင်ငံမျိုးဖြစ်နေတာပေါ့နော်အဲ့လိုမဖြစ်ဘူးအာနာတီမြေဖို့ဆိုလို့ရှိရင်သူ့မှာနျူကလ িয়ার လက်နက်ပိုင်မရမှာပါခင်ဗျအဲ့တော့ကြောင့်မလို့နျူကလ িয়ার လက်နက်အသေးအံစူးစမ်းနေတာပါပညာရှင်တွေကခံမှန်းချက်အရဆိုလို့ရှိရင်လေပေါ့နော်အီရန်ကနှစ်ပိုင်းအတွင်းလောက်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်လာနိုင်ပါတယ်ခင်ဗျအဲ့ကြောင့်လေအစရေကနေပြီးတော့ဒါမြင်းမြန်းစမ်းတိုက်ခိုက်နေတာပေါ့နော်ပြီးရင်အစရေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအီရန်နိုင်ငံနျူကလ িয়ার လက်နက်ပိုင်သွားမယ်ဆိုလို့ရှိရင်အခုလိုမျိုးဝင်တိုက်ဖို့လည်းခတ်သွားမယ်ပြီးရင် သူ့ကူညီနေတဲ့အဖွဲ့အစည်းတွေကိုလည်းပဲဒါအီရန်နိုင်ငံပြန်ပြီးကူညီမြေကူညီနေမှာဆိုရင်အစ္စရေးနိုင်ငံအမြဲတမ်းဒီအဖွဲ့နဲ့တိုက်ခိုက်နေရမှာပေါ့နော်အစ္စရေးနိုင်ငံရည်ရွယ်ချက်ကတော့ဒါသူ့နိုင်ငံကိုဒုက္ခပေးနေတဲ့အကန့်အခတ်တွေကိုဖျက်တယ်ပြီးရင်နျူကလ িয়ার ဆိုတဲ့ပင်စည်ကိုလည်းလဲဖို့လုပ်တယ်အိတ်တပ်ပူတာကတော့ရေတောင်းမြစ်ဖြစ်တဲ့အစိုးရကိုပါပေါ့နော်ဒါတပ်ပစ်နေတယ်ဆိုတဲ့ပုံစံမျိုးရောက်ပါတယ်ခင်ဗျဆိုတော့အခု သတင်းကိုကြည့်ပြီးဆိုလို့ရှိရင်တော့ဥရနိုင်ငံနဲ့ဒီအစ္စရေးနိုင်ငံနဲ့ပေါ့နော်အဝေးကြီးမှာရှိတဲ့နိုင်ငံတစ်ခုကပြီးရင်နိုင်ငံတသေးလေးနဲ့နိုင်ငံကြီးကြီးဤပညာမြည်တဲ့နိုင်ငံနဲ့ဤပညာနေတဲ့နိုင်ငံအဲ့ဒီနိုင်ငံတစ်ခုကဘာကြောင့်ဒီလောက်တိုက်ခိုက်နေကြလဲဆိုတာကိုအကြံပေးပေါ့နော်နားလည်သွားပြီလို့ထင်ပါတယ်ခင်ဗျာသတင်းလေးတက်လာတဲ့ခါကျလို့ရှိရင်လည်းနောက်ကွယ်ရအကြောင်းအရာတွေသိထားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဒါနားလည်သွားမှာပါခင်ဗျာနောက်တစ်တစ်ခုအနေနဲ့ပေါ့နော်ပြောချင်တာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘသူကမှန်လဲဆိုတာပေါ့နော်ဘသူမေးတာလဲပုံမူဒီမှာပါဣသရေလသမီးမဆိုရင်တော့ဟာနိုင်ငံကိုဖျက်ဆီးဖို့ ဝီရိယဘုံကြီးထုံနေတာ။ငါမတိုက်ပဲထိုင်ကြည့်နေရမှလားဆိုပြီးတော့ဒါအစ္စရေးဘက်ကပြောနိုင်မှာ။ပြီးအီရန်ဘက်ကကြည့်မယ်ဆိုရင်တော့ဂုဏ်ရုံဖြစ်အောင်ငါ့ကိုမင်းတို့ပဲလုပ်ခဲ့တာ။မင်းတို့လုပ်ခဲ့တဲ့အတွက်ငါနိုင်ငံကာကွယ်ဖို့အတွက်ကနုကရီးယားလက်နက် ဘိုင်မာရအေတော်ကြောင့်မလို့ငါပတ်စံနိုင်ငံငါနိုင်ငံထဲမှာငါဖတာငါလူကရီးယားဘုံထုတ်တာဒီလိုနဲ့ပါဆိုင်လဲဆိုပြီးတော့ဒါအီရန်ဘက်ကပြန်ပြောနိုင်တာပေါ့နော်ပြီးလို့ရှိမှာနော်အစရေးနိုင်ငံသူများနိုင်ငံသွားပြီးသွားတိုက်နေတာပါလေရင်နဲ့ဟိုသွားပြီးဘုံချေးတာပါခင်ဗျာဆိုတော့အရင်ကလည်းမျိုးတာလူယူဝက်ပြီးတော့ပေါ့နော်ထောက်လန့်ရေးနေလူယူဝက်ဖောက်ခွေးတာတွေဘာတွေမဟုတ်ပါနဲ့ဗလာယူကျူးကျော့နေတယ်လို့ပြောလို့ရတာပေါ့နော်အဲ့လိုကျူးကျော့တာဒီရုရှားကယူကရိန်းကိုကျူးကျော့ပြီးတဲ့အချိန်ကနေစပြီးတော့စီပေါသွားတာလို့ပြောလို့ရပါတယ်ခင်ဗျာနိုင်ငံတစ်ခုကနိုင်ငံတစ်ခုကိုကျူးကျော့တာအရင်ပြဿနာမဟုတ်တော့ဘူးဆိုပြီးတော့ ါမြင်လာကြပြီပေါ့နော်တကယ်အနေရတစ်ခုပါပဲအင်အားကြီးမယ်ကိုကနီးပညာသားမယ်ကိုအနေရပြုမဲ့ထင်လို့ရှိရင်ဒီတခြားသောနိုင်ငံကိုဝင်တိုက်တာဘာပြဿနာမှမရှိဘူးဆိုတဲ့ပုံစံမျိုးကဘာမှမြင်နေကြပြီပေါ့နော်အဲ့တို့ကြောင့်မလို့စစ်ပွဲတွေကတော့ခက်စစိတ်ဖြစ်လာအောင်ပါခင်ဗျဒါကတော့တကယ်စိတ်မကောင်းစရာပဲပေါ့နော်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့အီရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံနဲ့ ကိစ္စမှာဒီနေထိုင်ဝမ်းသာတဲ့လူတွေကျွန်တော်တွေ့ပါတယ်ခင်ဗျာ။ဘာကိစ္စကြောင့်မှမသိဘူးနော်။တကယ်တကယ်တော့ဒါဝမ်းသာစရာမဟုတ်ပါဘူး။ကဘာပေါ်မှာဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်။စစ်တီဖြစ်တယ်ဆိုတော့ဝမ်းသာစရာမဟုတ်ပါဘူးခင်ဗျာ။အထူးသဖြင့်အခုလိုမျိုးအီရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံစစ်ဖြစ်တာပိုပြီးတော့ဝမ်းသာစရာမကောင်းပါဘူး။ဘာလို့လဲဆိုတော့အစ္စရေးနိုင်ငံကိုကြည့်မယ်ဆိုရင်ဒီဆူအက်တူမြောင်နာမှာရှိတဲ့နိုင်ငံမှာ အီရန်နိုင်ငံကိုကြည့်မယ်ဆိုရင်လည်းအီရန်ပင်လယ်ပေါ့နော်ဂေလစ်စစ်ပွဲထပ်ဖြစ်လာလို့စစ်ပွဲထပ်ကြီးလာတော့အီရန်ကသာအိနေအောင်ပိတ်လိုက်မယ်ဆိုလို့ရှိရင်ဂျီနန်စီးတက်လာမှာပါရေနန်စီးတက်ရင်တော့ဒီကြပေါ့ကျွန်တော်မြန်မာလဲဒါကုန်စည်လုံးကြီးတဲ့ထံခံရမှာပေါ့နော်ပြည်မြန်မာပတ်စံဆိုတာအလုံးတိကျအတိုင်းပဲဒါကြဖို့အတွက်အသင့်ဖြစ်နေတာပါခင်ဗျာပြီးလို့ရှိရင်လည်းပဲဒီစီးနိုင်ငံပဲကြည့်ရင်လည်းပဲဒါစုရဲ့ဒူမြောင်နားမှာရှိတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ယူရန်နိုင်ငံကလှမ်းပစ်လာတဲ့အခါဒီဒူမြောင်နားမှာရှိနေတဲ့တင်မိုးတွေပါတတိခိုင်းနိုင်ပါတယ်ခင်ဗျာ ဘာလို့ဆိုယူကရိန်းနိုင်ငံပြစ်တယ်ဆိုတာတချို့ဟာတွေကအတိအကျရောက်လာတယ်မဟုတ်ပါဘူးဒီအစ္စရေးနိုင်ငံကိုရောက်ပြီးလို့ဆိုပြစ်ထဲနေတဲ့ဟာတွေရှိပါတယ်ခင်ဗျာပြီးရင်ဗီဒန်နိုင်ငံထောက်ပံ့လာတဲ့ဟူဒီတပုံတွေဆိုတာကလည်းပဲဒီရီမင်နိုင်ငံမှာရှိနေတာပေါ့နော်အိန္ဒိယကလည်းပဲတခေအရေးပါတဲ့နေရာတွေပါခင်ဗျာအိန္ဒိယတွေကပြဿနာဖြစ်မဲ့ဆိုရင်ကမ္ဘာကုန်စည်နှုန်းကလည်းတက်သွားမှာပေါ့နော်အဲ့လိုကုန်စည်နှုန်းတိုင်ကျွန်တော်တို့လည်းခံရမှာပါခင်ဗျာဒီဗီဒီယိုလေးကတော့ဗီဒန်နဲ့အစ္စရေးနိုင်ငံဘာကြောင့်ဆစ်ဖြစ်နေရလဲဆိုတဲ့ အကြောင်းအရာအစ္စရေးနိုင်ငံရဲ့ရည်ရွယ်ချက်၊ယူရိုနိုင်ငံရဲ့ရည်ရွယ်ချက်တွေပေါ့နော်။အဲဒါတွေသိပြီးဆိုလို့ရှိရင်နောက်ပိုင်းတည်ရင်တက်လာတယ်ဆိုလို့ရှိရင်ပို့ပြီးတော့နားလည်မယ်လို့ထင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးရှင်တင်ပါတယ်ခင်ဗျာ။